ားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ကြိုက်လက်မျိုးရောက်တုံးရောက်ခိုင်မှာရက်တော်မူဖရာကြီးတစုလုံးကိုထူးခြားစွာဖြင့်ကျွန်းလုံးကြီးတစ်လုံးနဲ့ဖြင့်အဆက်ဆက်မရှိထွန်းတူပူဇော်ထားတဲ့မဟာအတုနာမြတ်မုန်ကြီးရက်တော်မူဖရာကြီးကိုဝင်ရောက်ဖူးမြော်ဖြစ်ခဲ့ပါတယ်ရှင်အားလုံးလည်းတူတူဖူးမြော်နိုင်မှုအတွက်ကိုဖရာဗီဒီယိုလေးရဲ့ဖရာတမိုင်းချောင်းလေးရဲ့ကိုကုသိုလ်ပြုတင်ပေးလိုက်ပါတယ်ရှင် ဒီရပိုင်းကျော်ဟာကျိုင်းလက်မျိုးနားမှာရှိတဲ့ဘုရားထီတင်ပွဲကိုလာရောက်ရင်းနဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ဘုရားတွေကိုအများကြီးလိုက်ဖူးထားပါရရှင်။အဲ့ဒီဗီဒီယိုလေးတွေဇက်တိုက်ကုသိုလ်ပြုတင်ပေးပါမယ်နော်။ယခုဖူးမြော်ရမယ်မဟာအတုလမြမုန်ဤရက်တော်မူဘုရားကြီးဟာညံတော်အမြင့်ဆိုလို့ရှိရင်18တောင်းပေအားဖြင့်28ပေအမြင့်ရှိပါတယ်ရှင်။ ထူးခြားချက်ကတော့ရုပ်ပွားတော်ကြီးတစ်စုလုံးကိုကျွန်းလုံးကြီးတစ်လုံးနဲ့ဖြင့်သာလုံးဝတည်သားအဆက်အဆက်မရှိဘဲနဲ့ twin to ပူဇော်ထားတာဖြစ်ပါလေရှင်။ကောစာတက်ကလေး1249ခုနှစ်ခရစ်တက်ကလေး1886ခုနှစ်မှာတော့တဆက်ရှစ်တောင်အာညံတော်ထားမြတ်ဖုရားကြွတော်မူကန်တူးကြာဘူးထုံးတို့ကြီးမှုတကာယူဆိုတဲ့တပောင်တစ်ခုပေါ်ခဲ့ဘူးပါလေရှင်။ ထိုတပောင်ပေါ်ခဲ့ပြီး၁၇နှစ်အကြာ ကောစာတက်ကလေး1258ခုနှစ်ထရစ်တက်ကလေး1869ခုနှစ်မှာတော့မြည်သည့်မြေကျောင်းကလည်းမျောပါလာသည်ကိုယနေ့ထိတိုင်တွေ့မြင်သိရှိဘူးသူတစုံတယောက်မှမရှိခဲ့တဲ့ကျုံလုံးအကြီးတစ်လုံးဟာယခုဆိုရင်ဗရမ ्या ဆန်ဆက်နဲ့ယခု ရှမ်းကျောင်းဝင်းကြာဖျားသည့်မြောက်ဖက်ချောင်းငယ်လေးအတွင်းသို့ဝင်ရောက်လာခဲ့ပါတယ် ဲ့ဒီကျွန်းလုံးကိုမြို့သူမြို့သားများက၃ချိန်တန်းအောင်တွန်းထုတ်ခဲ့ကြတော့လေထိုချောင်းငယ်လေးအတွင်းကိုပဲပြန်လဲရောက်ရှိနေခဲ့ပါတယ်၄ချိန်မြောက်တွန်းထုတ်ကြတဲ့အခါမှာတော့ကျွန်းလုံးကြီးကရေစမ်းပြန်တက်လာပြီးတော့မူလနေရာကိုပဲပြန်လဲကပ်ရောက်လာတဲ့အတွက်ထူးဆန်းအံ့ဩဖွယ်ရဖြစ်ခဲ့ကြရပါတယ်ရှင်ကျွန်းလုံးကြီးကထိတ်ဝအခြေအချင်း၉တောင်တော့ပေအားဖြင့်ဆိုရင်၁၄ပြည်၃လမရှိတဲ့ကျွန်းလုံးအကြီးတစ်လုံးဖြစ်ပါတယ် ထိုကဲ့သို့ထူးခြားစမ်းကြတဲ့ရေစံမျိုးကျုံလုံးကြီးကိုဥကန်ထူးနဲ့ဥကြဘူးတို့ကမြို့သူမြို့သားများနဲ့တိုင်ပင်ကြီးမှုတကာယူပြီးတော့မန်လေးမြို့ကဗဘူးစီယာကြီးဦးလုံးနဲ့တပင်တို့တို့ကို ဖိတ်ကြားပြီးတော့ဖျားကြီးထုလို့ပူဇော်လှူဒန်းခဲ့တာပဲဖြစ်ပါတယ်ရှင်။ ညနေ38တောင် ပေအားဖြင့်28ပေ အောက်ဖက်အလျားတင်ငန်းအပတ်ဆိုလို့ရှိရင်14ပေအကျေလောက်ရှိပါတယ်ဒီလိုရက်တော်မူရုပ်ွားတော်မြတ်ကြီးကိုကျောလုံးတစ်လုံးနဲ့ဖြင့်သာလုံးဝဆက်ရာမရှိဘဲနဲ့၄နှစ်ကြာအောင်ထုလုပ်ပူဇော်ခဲ့ရပါတယ် ကောစာတက်ကလေး1262ခုနှစ်ခရစ်တက်ကလေး1900တခုနှစ်မှာတော့ရက်တော်မူရုပ်ွားတော်မြတ်ကြီးကိုနှစ်ပေါင်း100ကျော်တည်ရှိနေခဲ့တဲ့ရှမ်းကျောင်းစာတင်တိုက်ကြီးရဲ့ပရဝံတွင်းမှာတီထားကိုးွယ်ပူဇော်လာခဲ့တာမှာအခုဆိုရင်လည်းနှစ်ပေါင်း100ကျော်ဖြစ်နေပြီဖြစ်ပါလေရှင်။ ချက်တော်မူဖရားယိုလာရောက်ဖူးမြော်ရင်းနဲ့ဖရားဝင်အတွက်နဲ့မှာနောက်ထပ်ဖရားစီရီလည်းဖူးမြော်နိုင်ပါတယ်ရှင်။လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတဆုလည်းတည်ရှိနေပါသေးတယ်။နှစ်ပေါင်းရာကျော်တည်ရှိနေပြီးတော့နာဂစ်တုံးကလည်းအထီးခိုက်မရှိခဲ့တဲ့ရှေးဟောင်းကျောင်းကြီးကိုလည်းဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ရှင်။မဟာတူလာမြတ်မွန်းကြီးရက်တော်မူဖျားယူလာရောက်ဖူးမြော်ရင်းနဲ့ယခုဆိုရင် ဖယားရင်အာယုံကနှဆောင်ရင်အစ်စ်တီဆောက်ဖို့အတွက်လည်းပြုလုပ်နေကြတာဖြစ်တဲ့အတွက်လာရောက်ပါဝင်လူနေနိုင်တဲ့အကြောင်းကိုလည်းနေဗံကိုအကျိုးမျှော်ပြီးတော့နှိုးဆော်ပေးလိုက်ပါတယ်ရှင်။အားလုံးပဲဖယားပူဗီဒီယိုလေးတွေကြည့်ရှုပြီးတော့စိတ်ကြည်နူးအေးချမ်းကြပါစေ။ကိုစိတ်ငပြပေးရန်ကွာချမ်းမှချမ်းသာရှိကြပါစေလို့လည်းအမြဲတမ်းမေတ္တာပို့ဆုတောင်းပေးပါတယ်ရှင်။ ယခုလိုမျိုးကျွန်တော်တို့တူတူဖရားရဲ့အများကြီးတူတူဖူးမြော်နိုင်ဖို့အတွက်ကိုယခုဖရားတူတူဖူးရအောင်စရိယူ channel လေးကိုလည်း subscribe လေးနဲ့တွားပေးပါအောင်နော်ဗီဒီယိုလေးအောက်မှာ like တွေ share တွေ comment တွေနဲ့ပေးလို့ရပါတယ်ရှင် comment လေးတွေပေးတော့လေပို့ပြီးတော့အားတက်ရတာပေါ့ရှင်ဗီဒီယိုတုံးလေးတွေအများကြီးကြည့်ရှုနေဆိုလို့ရှိရင်လည်းကျောရဲ့ဖရားတူတူပူရအောင်ဆိုရဲ TikTok အကောင့်လေးလည်းရှိပါရဲ့ရှင်အဲ့ဒီအကောင့်လေးလည်း follow လုပ်ထားလို့ရပါတယ်နော် ကျွန်တော်မော်ရီယောက်ပါဟုတ်ကဲ့ဟုတ်ဒီဥစားကဒါကဘုရားအကြောင်းပေါ့ဟုတ်ကဲ့ဘုရားရှင်ကောင်းခေတ္တအဝန်ရပါဟုတ်ကဲ့ဒီကောင်ကဘယ်လိုမှသွားပြီးကျွန်တော်မသိတော့ဘူးဟုတ်ကဲ့ဟိုရှင်ကောင်းနေပါမယ်ရှင်ကောင်းတိုင်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ရှိတော့ပိတုကာကြီးတိဆောက်သွားတယ်လဲရတာနဲ့ရှိလဲရတယ်မယ်ဟုတ်ကဲ့တော့မှမပြေဘူးအိုးဟုတ်တယ်နော်ဒီဟိုင်လာကတော့တောက်တောက်တက်တက်ဟုတ်ကျွန်တော်ကတော့ ရတော်မူဘုရားရှင်ကိုအနေနဲ့ခူးခဲ့ပြီးတော့ဒီဘက်မှာရှေတာလျောင်းဘုရားရှင်ကိုအနေနဲ့ဒီလိုရှိပါသေးတယ်ဆိုတော့လာပြတာပါဒီမှာဒီကတော့ကအပါဒီကျောင်းကြီးကျောင်းပြတာလို့ပေါ့နော်ဒါကတော့ဗမာရှေတာကျောင်းကြီးနှစ်ပေါင်း100ကျော်သွားပြီလို့သိရပါတယ်ရှင်ရှေဟောင်းမူတိုင်းထားရတယ်ပေါ့နော်အဲနာကိတော့ကတော့မာဒီကျောင်းကြီးကဘာမှမဖြစ်ခဲ့ဘူးလို့သိရှိရပါတယ်ရှင်အခုတော့ဒီမှာရှေတာလျောင်းဖျားကြီးတော့ပြပါမယ်အားလုံးလည်းဖျားဖို့လိုက်ခဲ့ပါဦးနော်ဟုတ်ကဲ့ဒီမှာရိုက်နေတဲ့စမ်းတွေကတော့ ကျွန်တော်တို့ကပုံမှန်နဲ့မတူဘူး။ဘာမှမလုပ်။ဟုတ်ကဲ့။ပုံမှန်နဲ့ရမယ်။ဟုတ်ကဲ့။ဒီမြောင်းနံမှုဖျားရတာအတစ်အတစ်ပဲဒါပဲပေါ့နော်။ကြာပြီတော့ဟုတ်ဘူး။သူလည်းဟိုတတ်မှုနဲ့မကွာဘူး။ဟိုလည်းမဖျားတော့ပဲ။ဟုတ်ကဲ့ဟုတ်ကဲ့။ရှင်းတာရှိရထိုင်ရအတစ်ပြန်ဖောက်တာ။ဆောက်ရနှစ်လောက်ပဲကြည့်သေးတယ်။ဒီတိုင်းပဲဆိုရင်ဒီကတော့ဒီကအပေါင်းနဲ့နိုင်ပြီပေါ့။ဟုတ်ကဲ့ဒီကဒီဒီလေးနဲ့။ဟုတ်ကဲ့။ဟာ။ဒီဘောတော့ကြီးက ဝင်နေတယ်လို့ယူနေတယ်။အဲ့ဒါဆောင်းလို့ပုံဆက်ပြီးတော့မှန်တယ်ခါရ။အော်ဟုတ်တယ်။ဒီကရတော့မျိုးပုံစံပြန်ဆောင်းဖို့ရိုးရိုးပုံပြဘူးလေ။ဟုတ်တယ်။ဘယ်လိုလဲ။နောက်နောက်ခင်ဗျ။ဟုတ်ကဲ့ဗျာဒီမှုတင်ပါရနော်။ဟုတ်ကဲ့ဟုတ်ကဲ့။ Good. Yes.

လည်းပြန်ရန်ကုန်ပြန်မယ်လည်းပြန်ရန်ကုန်ပြန်ဟိုကဗာလဲပန်းချံကျောင်းကဖះထီတင်ပွဲလာတာဟုတ်ဟိုသူမြောင်းပန်းချံအားလုံးလည်းကျွန်တော်နဲ့ဒီခုပြရားခုမြောက်ပြီးတော့စိတ်ကြည်ညိုအေးချမ်းကြပါစေရှင် ယခုဗီဒီယိုလေးကိုကြည့်ရှင်နေတဲ့အခါမှာဥပဒေရရင်ပွားများရဲ့တုံးမဟုတ်ဘဝတုတရရရှိတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖယားတူတူကြည့်ရအောင်ဆိုရဲ YouTube channel လေးကို subscribe လုပ်နေကြလို့ပါအောင်နော်ဗီဒီယိုလေးရဲ့အောက်မှာ like တွေ share တွေ comment တွေနဲ့ပေးလို့ရပါတယ်ရှင် comment လေးရေးပေးတဲ့အခါကျတော့ပို့ပြီးအားရှိအောင်ပါနော်အားလုံးပေးတဲ့ comment လေးတွေလည်းတံမိုးထားပြီးဖတ်ရှိပါရရှင်အားလုံးကလည်းကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်ဖယားကူဗီဒီယိုတွေအများကြီးမှပြန်လည်ဆုံဆွေးကြပါမယ်ရှင်